thank you Thank <laughs> you. ခွေးတော်ပြုရှင်တို့တော့ဒီတချင်းကကျွန်တော်ကြိုက်လို့တီးတာဒီနေရာမှာဘာလို့ထဲတည်တော့လို့မေးရင်တချင်းအတိုင်းစိုးသွားရင်တော့ကျွန်တော်ကဆိုင်းချစ်မှာမဟုတ်ဘူးဒါပေမဲ့မဗီတာဆိုတဲ့တချင်းလေးကိုနေရန်ကဆိုင်းတီးချက်တီးကွက်နေဒီလိုလေးပရိသတ်ရှိမှာရှေးပိုင်းမှာတင်ပြရခြင်းဖြစ်ပါအဲ့တော့ကျွန်တော်ညီမလေးတွေကျွန်တော်ညီလေးအသက်အပြည့်ငယ်လေးတွေရှိသေးတာလူဘဝမှာရောက်လာပြီဆိုရင်လောကဓာတ် ဆိုတဲ့အရာကြီးကိုရင်ဆိုင်ကြုံတွေ့ရမှာကတော့အမှန်တကယ်ပဲကောင်းတဲ့လောကဓာတ်ရှိသလိုမကောင်းတဲ့လောကဓာတ်ခံစားရမှာအမှန်ပဲဘသူကမိုးရွာကြီးကကျွန်တော်ပြိတ္တမိုးမရွာပါစေနဲ့လို့ပြောပါတော့လေရွာရွာတော်ဟုတ်ကဲ့နော်ဟောရွာနေတာသူအလျောက်အဲ့တော့လောကဓာတ်ဆိုတဲ့အရာကြီးမကောင်းတဲ့လောကဓာတ်ကြီးတွေမလာပါနဲ့လို့ဘဇက်ကဘလောက်ပြောနေပြောနေသူ့တဘာဝအတိုင်း 过年老人家呢，腊梅。过年老人家呢，腊梅。过生日呢，那弟弟妈妈的烧包，这个你干嘛的？这个干嘛的？家里头呢，那时候的贵糕米，谁没有分？嘛贵糕米，谁要嘛吃的多？嘛贵糕糕呢，过生日呢，老人家，过多少年老人家，过生日呢，新鲜。弟弟妈妈的礼物多嘛，拿花都给礼银了，没被拿礼。 ဘလောက်အခက်အခဲကြီးဂျားတဲ့ကနေဘေးရာပန်းလေးရုပ်ကံထွက်လာလေဆိုတဲ့အကြောင်းကိုကျွန်တော်ကတင်ပြတာလူဆိုတာဒုက္ခတုက္ခတွေ့မှာပဲကောင်းတဲ့အရာတွေရှိသလိုမကောင်းတဲ့အရာတွေရှိလူလူချင်းတော့မတူချိုးတဲ့သူကချိုးတယ်ကျွန်တော်လိုပေါ့ရုပ်ဆိုးတယ်လို့နေရဆိုတဲ့အရာနေတူးလို့ဖိဝေရလို့တော့ချိုးကျင်တာလေကြည့်ပြီမဖြစ်နိုင်ဘူး ထွန်းတီးတူသွားပဲရှေ့မှာအပိတ်နေတဲ့ကျွန်တော်ပရိသတ်အားလုံးလူတိုင်းကလှကြံပါလေသူအကျိုးပေးနေသူလားဆိုတော့ဘာမှဒီဘဝမှာတောင်းတနေလို့မရဘူးနောင်ဘဝလှကြံလို့တော့စိတ်ထားလေးဒီဘဝကောင်းအောင်တာနေဖြူဖြူစင်စင်လေးတာနေသွားစိတ်ထားတွေမယုံညံ့နဲ့မကောက်မကောက်နဲ့ဟုတ်ပြီနော်လူဆိုတာသူများအကြောင်းဝေဖန်ခြင်းရဲ့ဘဂနာနာတိမှဝေဖန်ရတယ် စာအုပ်တအုပ်အပေါ်ယံခေါင်းစဉ်လေးဖတ်ထားယုံနဲ့အဲ့ဒီစာအုပ်အကြောင်းတအုပ်လုံးသွားပြီးမပြောမိသေးနဲ့စာအုပ်ထဲမှာပါတဲ့စာရွက်တွေအကုန်လုံးဖတ်ထားပြီးမှကစားကစကားပြောခေါင်းစဉ်လုံးဖတ်ထားယုံနဲ့လူရှိသူရှိသွားပြီးမဖွင့်ဟမ်းမိသေးနဲ့ရှက်ပွဲပဲတာမှတ်အဲ့တော့ဘာပဲလုံးလုံးတိတိကျကျမှန်မှန်ကန်ကန်လား လောက်ကြခိုင်ကြပါလို့ကဲခွေးတော့ကြုံရမှာရှိတယ်ကျွန်တော်ညီလေးညီမတွေအတွက်မတ်ပေတာဘလောက်အခက်ခဲတွေကြုံထားတော့ဒီတချင်းထဲမှာပါတယ်ညီမလေးရှိနေပါလိုက်ဇောမယ်နော်ဟုတ်ကဲ့ပါစူးစမ်းရလိမ့်မယ်ညီမလေးဟုတ်ကဲ့ပါဟုတ်ပြီနော်ဟုတ်မတ်ပေတာတချင်းလေးဘေးကစားလို့စူးစမ်းပါညူ မှာဖေးသားပန်းလေးကမျောလာတာသူ့ဘဝရှောရှောရှူရှူမျောလာတယ်လို့မထင်နဲ့ညီမလေးဘယ်လိုမျောလာတာစီယာလေးမကန်ပါတော့လေမသက်တာဘူးတဲ့ဗေဒပန်းလေးညှောလာတဲ့အခိုက် အုံးလက်ကြီးကကျွေးပြီးဘေးလာပန်းနာမှာကြုံတွေ့ရတာအုံးလက်ကြီးလည်းဒုက္ခဝါမညမကြော်လွှားလာရတာပဲအုံးလက်ကြီးကြော်သွားပြီးတော့ဘာဘာဖြစ်နေလဲ ရာပန်းနဲ့စောင့်ကြည့်တယ်ဟုတ်လားအဲ့တော့ကျွန်တော်ပြောချင်တဲ့ message လေးကဒီတစ်ခုလေးတည်းပါလူရည်လို့မှဖြစ်လာရင်ကောင်းတာတွေရှိတယ်လို့ဆိုတာတွေရှိမယ်ဒုက္ခဒုက္ခတွေဖြစ်လာမယ်အဲ့ဒီအချိန်မှာစိတ်တက်ကြပြီးဘာမှမလုပ်ဖဲမကင်မဲထိုင်းနေတဲ့သူကတော့ထိုင်းနေထိုင်းနေတဲ့နေရာပဲငြိမ့်နေမှာပဲရှောက်เสียရှိရင်ရှောက်သွားเสียရှိရင်သွားလို့ကျွန်တော်ကအဲ့ဒါလေးပဲမှာခဲ့ပေးရစီနေရတော့လေဒီစိတ်တည်တတ်တာဆိုတော့ဒီစိတ်တည်ပြီးသမင်းမငတ်အောင်လုပ်နေရတာ နေအမေချမ်းသာခြင်းတို့တီးနေလားလို့မေးကျွန်တော်ပြဿနာအလောက်မချမ်းသာခြင်းအချိန်ပိုင်းလေးတွေကျွန်တော်တို့ကအသက်ရှင်ရတာနေရဆိုရင်နေရနေရတဲ့အခုရွာတရမှာကျွန်တော်အသက်80တော့မပြည့်သေးဘူး40ပြည့်တော့မှာအဲ့တော့40ပြည့်တော့မှာဆိုတော့ဟိုဘက်နေရရင်ကဲဒါဆိုရင်တော်တော်လေးပုံပုံနှစ်ပုံကျော်နေဘာမှရှိတော့အဲ့တော့လူတွေကဟာ ရှားမယ်ကွာဖွေရမယ်ကွာဒါလိုတွေးတာအဲ့တော့တို့အလူတကာလူမှရှားထားတဲ့ဖွေထားတဲ့ပတ်စံဒီနေရတို့သိ60 80 80ပြေးမငါဘူးရဲ့တနစ်စာထိုင်ဆိုင် AC ထိုင်စားလို့ရတယ်နော်အခုလှူတာလှူတာဘာလို့လှူတော့လို့မမေ့နဲ့တချို့သောလူတွေကမလှူရဘူးမစားရဘူးမတောက်ရဘူးဟာဘာကြောင့်ဒီလောက်ပတ်စံဒီစုနေတော့လို့မေ့ဟာခန္ဓာကိုယ်ကြီးကလည်းတနေ့ကြရင်ယောဂဝေဒနာတွေထူးလာပါ အဲ့ဒီယောဂဝေဒနာတွေထူလာရဲ့ငါရှာထားတဲ့ပတ်စံငါခန္ဓာကိုယ်ကြီးမသိအောင်ငါကုဖို့သိထားမယ်ကွာဒါလို့တွေ့တာမထင်နဲ့နော်အသက်ကြီးလာတာနဲ့အမြယောဂတွေရလာတာနဲ့အမြအောင်မှာကိုယ်သားတွေသမီးတွေတူတွေညီတွေမောင်တွေအများကြီးကဲငါတော့အသက်တွေကြီးလာပြီယောဂတွေဝေဒနာတွေထူလာပြီငါရှာထားတဲ့သိတထောင်နဲ့ငါကုလန်းကွာပြော ဒီယောဂါကနိုင်ငံခြားသွားပြီးကုမတိတ်ထောင်းချီပုံပြီးတိတ်ထောင်းချီပုံမှာပြောက်မယ်ဆိုရင်လေကို့အောက်ကလူတွေကသားတွေသမီးတွေကုမယ်ထဲလားအသက်ကြီးပါပြီဟဲ့အဖေကအမေကအသက်ကြီးပါပြီဟဲ့ချောင်းစွလာအဖေရောမှန်ချူတော့ကောင်းကြိုက်လာရောပတ္တစီတဘောတော့ဒါနဲ့ပြီးပြီးကောင်းပါမှာလေအဲ့တော့လောဘဆိုတာကထားတင်မှာထားပါ တို့လူတကာကြီးဟုတ်လားဦးအေးဘောတို့တို့လူမကြီးဒေါ်ချောစုဒလိုတာစုဆောင်ထားမယ်ဆိုဒီအလူကြီးဖြစ်လာမှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်အလူတကာအလူမအသက်ငယ်ပါတော့လေလူချင်းနဲ့စိတ်တရားတရားတွေထက်တန်တော့ဒီနေ့ဘလို့ဖြစ်ဖြစ်လူချလိုက်တာအလူကြီးအောင်မြင်သွားပြီခင်ဗျာဟုတ်ကဲ့လားအဲ့တော့ကျွန်တော်အလူတကာဦးအေးဘောတော့ပြောသေးတာမိုးရွာလို့တော့တဘုံမှမပြီးနေတယ်ချိန်နဲ့တည်းဘယ်ဟုတ်မှာ ျွန်တော်ကလည်းကျွန်တော်တာဝန်ခြေစီကျင်တာဒီသဘောပါမြမလေးနေဝတိုင်းမောင်နှမနေရောက်ဒီနေ့ညမိုးလေးလေးမလေးစီစူးစမ်းမယ်နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကဲ့